ားလုံးပဲမင်္ဂလာပါညကောင်းတဲ့တဲ့ထားမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့မြန်မာနိုင်ငံသားမှန်သမျှအမေရိကန်လာခွင့်ကိုပိတ်ခံရတာဘယ်သူတွေကြောင့်လဲဆိုတာကိုပြောပြလာတဲ့ news ဆရာတော်ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာကျွန်မ news ဆရာတော်အဲ့ဒီကြောင့်ねပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့တဲ့ထားမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ထုထုကြကြသတင်းတခုပေါ့နော်မပြောမပြီးမတိမမီတဲ့ဟောအမေရိကန်သမ္မတကြီးဒေါ်နယ်ဒရက်ကမြန်မာနိုင်ငံအပါဝင်နိုင်ငံပေါင်း၁၂နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်လိုက်တယ်အကုန်ပိတ်တာမြန်မာနိုင်ငံသားဆိုចောင်းသားကအစចောင်းလာတက်လို့မရတော့အကုန်ပိတ်တာဘာအကောင်ကြီးဖြစ်နေနေလာလို့မရတော့ရှိပြီးသားတွေကိုပဲပြန်မဖို့သေးတာရှိတယ်အစ်စ်ဘသူမှလာလို့မရတော့ចောင်းသားလည်းလာလို့မရတော့ ုက္ခတဲ့လာလို့မရတော့အလဲအပတ်လဲလာလို့မရမြန်မာနိုင်ငံသားဆိုလာကိုလာလို့မရတော့အလားရုံးကလေးကြီးဒေါ်နယ်တရန့်မှားတယ်လို့ထင်နေတော့တကယ်တော့ဒေါ်နယ်တရန့်အမှားမဟုတ်ဘူးဘိုးဘိုးဘီဘပြည်သူတို့ရုံးကလေးကြီးဒေါ်နယ်တရန့်အမှားလို့ထင်ရပေမဲ့ဒေါ်နယ်တရန့်ရက်ဆက်တယ်လို့ထင်ရပေမဲ့တကယ်တော့ဒေါ်နယ်တရန့်ရက်ဆက်တာမဟုတ်ဘူးဒေါ်နယ်တရန့်အဲ့လောက်ကြီးရက်ဆက်တာမဟုတ်ဘူးဘိုးဘိုးရှင်းပြမယ်ပေါ့နော် ။ဘာဖြစ်လို့ဒေါ်နယ်ဒရက်ကမြန်မာပြည်သားအပါအဝင်နိုင်ငံပေါင်း၁၂နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်လိုက်လဲဆိုရင်အန္တရာယ်ရှိလို့ဟောအန္တရာယ်ရှိလို့အန္တရာယ်ရှိလို့အကြောင်းပြချက်ကတော့အန္တရာယ်ရှိလို့ပေါ့နော်ဒေါ်တယ်ထရန့်အမေရိကန်ကိုမြန်မာနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်ရခြင်းအကြောင်းရင်းကနော် မေရိကန်ကိုသွားတဲ့လူ၃မျိုးရှိတယ်။နံပါတ်၁နိုင်ငံရေးတကယ်လုပ်တဲ့သူ။ဟောနိုင်ငံရေးတကယ်လုပ်တဲ့သူတွေကနော်တကယ်လိုအပ်လို့တတိယနိုင်ငံကိုထွက်ပြေးသွားတယ်ပေါ့ဗျာ။နော်တကယ်လိုအပ်လို့တတိယနိုင်ငံကိုထွက်ပြေးသွားတယ်ပေါ့။ဒါနိုင်ငံရေးတကယ်လုပ်တဲ့သူတွေဟောတပြူနောက်စစ်ကောင်စီရဲ့တက်ရှိုးတွေဟောစစ်ကောင်စီရဲ့တက်ရှိုးတွေလဲအမေရိကန်ကိုသွားတယ်နော်ပြီးတော့ စစ်ကောင်စီကမိသားစုဝင်တွေလက်အမေရိကန်ကိုကြောင်းတက်ဖို့သွားတယ်နော်။ဘုံတို့မိဘပြည်သူတွေစစ်ကောင်စီလိုက်ဖမ်းတဲ့နိုင်ငံရေးသမားတွေပဲအမေရိကန်ကိုသွားတာဖို့ဘုစစ်တပ်ရဲ့တရှို့တွေလည်းနိုင်ငံပေါင်းစုံကိုအကုန်ရောက်တယ်။ဘာဖြစ်လို့လဲဆိုရင်ဘသူကဘာလုပ်နေလဲဘသူကဘာလုပ်နေလဲထောက်လှမ်းဖို့အတွက်စစ်တပ်ရဲ့တရှို့တွေနိုင်ငံပေါင်းစုံကအကုန်လွှတ်ထားတယ်။ဥရောပမှာလည်းလွှတ်ထားတယ်။ဩစတြေးလျမှာလည်းလွှတ်ထားတယ်။ဒီအာရှတိုက်မှာလည်းလွှတ်ထားတယ်။ဟိုအမေရိကန်မှာလည်းလွှတ်ထားတယ်။နော်။ဒါကြောင့်နံပါတ်1က စစ်တပ်ကတပ်ရှို့တွေနိုင်ငံပေါင်းစုံမှာလွှတ်ထားတယ်။နောက်စစ်တပ်မိသားစုဝင်တွေသူတို့လည်းပဲမြန်မာနိုင်ငံမှာမနေချင်တော့မနေချင်တော့ထိုင်းမှာကွန်ဒိုတွေဝယ်ပြီးတော့စစ်တပ်မိသားစုဝင်တွေရှောင်နေတာအများကြီးပဲ။စင်ကာပူမှာလည်းအများကြီးပဲ။ဥရောပမှာလည်းအများကြီးပဲ။ဂျပန်ကိုရီးယားမှာလည်းအများကြီးပဲ။အော်စတြေးလျမှာလည်းအများကြီးပဲ။အမေရိကန်မှာလည်းအများကြီးပဲ။ဒါစစ်တပ်ကမိသားစုဝင်တွေပတ်စံရှိတဲ့တာသမီတွေပေါ့နော်။သူတို့လည်းပဲပြည်သူတွေလိုပဲနိုင်ငံပေါင်းစုံပါ ကျောင်းသားဗီဇာနဲ့เนาะကျောင်းတက်မယ်ဆိုပြီးတော့ထွက်ကြတာအများကြီးပဲเนาะဒါကြောင့်နံပါတ်1ကစစ်ကောင်စီရဲ့တက်ရှိုးတွေနိုင်ငံပေါင်းစုံမှာရှိတယ်အမေရိကန်မှာလည်းရှိတယ်နောက်စစ်တပ်မိသားစုဝင်တွေပတ်စံရှိတဲ့အတိုင်းဝိုင်းတွေပေါ့သူတို့လည်းပဲကျောင်းတက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံပေါင်းစုံမှာရောက်ကြတယ်ပေါ့နောက်နံပါတ်3ကအခွင့်အရေးသမားတွေအခွင့်အရေးသမားတွေ တချို့အခွေးသမားတွေက9သုံးညာ9တွေကိုဝဲတယ်ဟုတ်တော့ဘုရားပြည်သူတွေတချို့ကနိုင်ငံရေးကိုဟန်ပြလောက်တာနော်ဒုံဝေးဒုံဝေးဆိုပြီးလက်သုံးချောင်းထောင်တယ်လက်သုံးချောင်းထောင်ပြီးတော့သူက9သုံးညာ9ကိုဝဲတယ်တချို့ကစစ်တပ်က9သုံးညာ9မထုတ်ဘူးမထုတ်တာကိုအခုဟန်ငယ်ဦးတို့ Telegram ကိုတွားဆက်သွဲပြီးတော့အာ9သုံးညာ9ထုတ်ကမ်းပြီးတော့ဝဲတာဝဲတာဘာဖြစ်လို့လဲဆိုရင်အဲဂျပန်တို့ကိုရီးယားတို့ ဩစတြေးလျတို့ဥရောပတို့အမေရိကတို့မှာခိုလုံဖို့เนาะနိုင်ငံရေးကိုအတုံးချပြီးတော့အချောင်သမားတွေပေါ့ဗျာနိုင်ငံရေးကိုအတုံးချပြီးတော့ဒီ9300ငါးကိုဝယ်တဲ့သူတွေအများကြီးရှိတယ်ဟောနောက်တစ်ခုကအေခန်နေပေါ့နော်အေခန်နေဆိုတာအဆိုင်လန်ပေါ့ဗျာเนาะဟိုခရီးသွားဗီဇာနဲ့အလဲဗီဇာနဲ့ဂျပန်ကိုသွားတယ်စင်ကာပူကိုသွားတယ်ကိုရီးယားကိုသွားတယ်ဥရောပကိုသွားတယ်ဩစတြေးလျအမေရိကကိုခရီးသွားဗီဇာနဲ့သွားတာသွားလဲသွားပြီးဟိုရောက်တော့ သူပြန်လို့မရတော့ဘူးနိုင်ငံရေးလှုပ်ထားလို့ဘာညာတရကမြန်မာနိုင်ငံကနိုင်ငံရေးတမျိုးပဲရှိတာလေမြန်မာနိုင်ငံကနိုင်ငံရေးတမျိုးပဲရှိတာလေနော်ပြန်လို့မရလားနိုင်ငံရေးတမျိုးပဲရှိတာကျန်တာမရှိဘူးအဲ့တော့နိုင်ငံရေးလှုပ်ပါတယ်ဆိုပြီးတော့ဟုတ်ပါအဆိုင်လံခံလိုက်တယ်အဆိုင်လံခံလိုက်ဟောနိုင်ငံရေးကိုဘန်းပြပြီးလှုပ်စားတာနိုင်ငံရေးကိုခုတုံးလှုပ်တာအဲ့လိုအချောင်သမားတွေကတတ်တတ်ကိုရှိတယ်အများကြီးပဲအခုဒီຫນွေဦးဒေါ်လာရေးပါ တကယ်နိုင်ငံကြီးလှုပ်တဲ့သူတွေကတကယ်နှစ်နာတာနော်တကယ်နိုင်ငံကြီးလှုပ်တဲ့သူတွေကတကယ်နှစ်နာအခုကြည့်တခြားမကြည့်တယ်ဖိုးဖိုးတို့တကယ်နိုင်ငံကြီးလှုပ်တယ်နော်ဖိုးဖိုးကိုတိုင်လည်းဘယ်တတိယနိုင်ငံမှမသွားသလိုဖိုးဖိုးမိသားစုဝင်တွေတယောက်မှလည်းဘယ်တတိယနိုင်ငံကိုမှမသွားဘူးတကယ်ဆိုရင်တတိယနိုင်ငံကိုရောက်တဲ့ထဲထဲမှာဖိုးဖိုးကထိတ်ဆုံးကပဲနော်ဟိုး2020ငွေဥတော်လည်းအစတဲ့ကဖိုးဖိုးတော့တော်လည်းကြီးကိုပြင်းပြင်းထက်ထက်လှုပ်လာတဲ့သူဖိုးဖိုးလည်းတပားပါဝင်ပဲနော် ဘာပါဝင်တယောက်ပါဝင်ပဲเนาะဒီ2021မှာတော်လိုင်းကြီးကိုအပြည့်အထန်လုပ်တဲ့ထဲမှာရောเนาะဟိုနာမည်ကြီးတဲ့ထဲမှာရောဖဖို့ပါတယ်ပေါ့နော်ဒါဖဖို့ကိုတိုင်နိုင်ငံရေးကိုခုတော့မလုပ်ခဲ့ဘူးမလိုအပ်တဲ့အတွက်ကြောင့်ဖဖို့ဒီတတိယနိုင်ငံကိုမသွားခဲ့ဘူးဒါမလိုအပ်လို့မသွားခဲ့တာဟောတကယ်ဆိုရင်ရောက်တင်တယ်ပေါ့နော်တတိယနိုင်ငံကိုဖဖို့တို့ရောက်တင်ပြီးတော့ဖဖို့မိသားစုကြီးတစုလုံးလည်းတတိယနိုင်ငံကိုရောက်တင်တယ်ဒါပေမဲ့ဖဖို့ကိုတိုင်လည်းမလိုအပ်လို့မသွားခဲ့တယ်လို့ဖဖို့မိသားစုလည်းမလိုအပ်လို့မသွားခဲ့ဘူးနော် တကယ်ဆိုရင်ဖဖို့လည်းအန်တယ်ရှိတယ်ဖဖို့ပြီးသားစုလည်းအန်တယ်ရှိတယ်ဒါပေမဲ့ဖဖို့လို့မသွားခဲ့ဘူးဟောတကယ်နိုင်ငံကြီးလောက်တဲ့သူတွေကအမေရိကန်ကိုမရောက်ဘူးတတိယနိုင်ငံကိုမရောက်ဖ ೇನೆ เนาะအလဲဗီဇာနဲ့သွားကြတယ်သွားပြီးတော့ဟိုရောက်တော့နိုင်ငံကြီးလောက်ပါတယ်ဆိုပြီးတော့အဲ့တတိယနိုင်ငံမှာခိုးလုံတယ်စဉ်းစားကြည့်ဒါနိုင်ငံကြီးကိုခူတော်လို့ကြတာပဲလေเนาะအဲ့တော့ဒီတတိယနိုင်ငံတွေကမြန်မာနိုင်ငံသားတွေကိုခေါ်တဲ့အခါမှာအရေးအတွက်ကန့်သက်ချက်ရှိတယ်ဗျ နော်အရေးအတွက်ကတ်တက်ချက်ရှိတယ်ဥပမာဆိုကြပါစို့အမေရိကန်ကဟိုဒုက္ခတဲ့တပေါင်းခေါ်မယ်ဆိုရင်အဲ့ဒီအထက်မှာနိုင်ငံကြီးလှုပ်လို့တကယ်ဒုက္ခရောက်နေတဲ့သူကနော်တကယ်ငါးတုံညာငါအထောက်ခံထားရတဲ့သူကတထောင်တော့မရှိဘူးကျန်တဲ့၉တောင်ကျော်ကနော်ကျန်တဲ့၉တောင်ကျော်ကအဲ့ငါးတုံညာငါအထောက်မခံထားရတဲ့သူတွေဘာမှနိုင်ငံကြီးမလှုပ်တဲ့သူတွေကရောက်သွားရောရောက်သွားတော့တကယ်နိုင်ငံကြီးလှုပ်ပြီးတကယ်ဒုက္ခရောက်တဲ့သူကကြတော့ သူကကန့်တက်ချက်ပြည့်သွားပြီလေသူကလူဝိတောင်းပဲခေါ်တာအဲ့တော့ကန့်တက်ချက်ပြည့်သွားတော့တကယ်နိုင်ငံကြီးလုပ်တဲ့သူတကယ်ဒုက္ခရောက်တဲ့သူကမသွားရတော့အဲ့ကြောင့်နိုင်ငံရေးအခုလုံးလုပ်တဲ့သူတွေအများကြီးပဲအခုဩစတေးလျဆိုလဲစဉ်းစားကြည့်နော်မြန်မာနိုင်ငံကနိုင်ငံရေးလုပ်ပြီးတော့တကယ်ဒုက္ခရောက်တဲ့သူကို2000ခေါ်မယ်ဆိုပါစို့2000ခေါ်မယ်ဆိုတကယ်နိုင်ငံရေးလုပ်ပြီးတကယ်ဒုက္ခရောက်ပြီးရောက်သွားတာ200လောက်ပဲရောက်တယ်ကဲကြမ်းတဲ့1800လောက်က ဘာမှမဆိုင်တဲ့သူတွေရောက်သွားတယ်။အဲ့တော့2000ပြည့်သွားပြီလေ။နော်။200လောက်ကတကယ်နိုင်ငံကြီးလုပ်တဲ့သူကရောက်သွားတယ်။ဘာမှမဆိုင်တဲ့သူက1800ရောက်သွားတယ်။အဲ့တော့ဩစတြေးလျကမြန်မာဒုက္ခသည်2000ခေါ်ပေးမယ်ဆိုတာပြည့်သွားပြီ။ပြည့်လဲပြည့်သွားရောတကယ်ဒုက္ခရောက်တဲ့သူတွေကမသွားရတော့ဘူး။ကြက်ဘလောက်နဲ့နာလဲ။တကယ်တော်လိုင်းသမားစစ်စစ်တွေတကယ်ဒုက္ခရောက်တဲ့သူတွေကကြတော့အော်စီကိုလည်းမသွားရတော့ဘူး။အမေရိကန်ကိုလည်းမသွားရတော့ဘူး။တတိယနိုင်ငံကိုလည်းမသွားရတော့ဘူး။အဲ့တတိယနိုင်ငံတွေကိုဘယ်သူတွေရောက်သွားလဲဆိုတော့ ဘာမှနိုင်ငံကြီးမလုပ်တဲ့သူတွေကနော်အလဲဗီဇာတွေနဲ့သွားတယ်ဟောပြီးနိုင်ငံကြီးလုပ်ပါတယ်ဆိုပြီးတော့ငါးတုံညာငါးတွေထုတ်ခိုင်းတယ်အဲ့တော့သူတို့တွေကနိုင်ငံကြီးတွေဘာမှမလုပ်ဖ ೇನೆ ဘာဒုက္ခမှမရောက်ဖ ೇನೆ နိုင်ငံကြီးကိုခုတော့လုပ်ပြီးရောက်သွားတဲ့အတွက်ကြောင့်တတိယနိုင်ငံမှာကအရေးအတွက်ပြည့်သွားတယ်အမေရိကန်က1000ခွန်ပဲဆို1000အရေးအတွက်ပြည့်သွားတယ်ဩစတြေးလျက2000ခွန်ပဲဆို2000အရေးအတွက်ပြည့်သွားအဲ့တော့တကယ်ဒုက္ခရောက်တဲ့သူတွေကမသွားရတော့တကယ်ဒုက္ခရောက်တဲ့သူတွေကကိုယ့်လိုကလိုင်ဖြစ် စဉ်းစားတကယ်ကိုလုကလိုက်ဖြစ်နော်ဒါကြောင့်ဒေါ်နဲ့ထရက်မှာအပြည့်မရှိဘူးဟိုဘိုးတို့အချောင်သမားတွေကြောင့်ဟိုဘိုးတို့တော်လိုင်းကြီးညစ်ပတ်တယ်အချောင်သမားတွေကြောင့်ဟိုဘိုးတို့တကယ်တော်လိုင်းကြီးလုတဲ့သူတွေအများကြီးနဲ့နားတယ်တကယ်တော်လိုင်းကြီးလုတဲ့သူတွေကကြတော့မရောက်ဘူးတကယ်ဒုက္ခတဲ့စစ်စစ်တွေကကြတော့တကယ်နိုင်ငံကြီးလုထားလို့တကယ်ကိုဒုက္ခရောက်နေတဲ့ဒုက္ခတဲ့စစ်စစ်တွေကကြတော့အဲ့ဒီတတိယနိုင်ငံကိုမရောက်ဘူးနော်အခုတတိယနိုင်ငံမှာရောက်နေတဲ့သူတွေက တကယ်တော်လိုင်းကြီးလှုပ်တဲ့သူကနဲ့နဲ့တကယ်တော်လိုင်းကြီးလှုပ်တဲ့သူကနဲ့နဲ့တော့အဲ့ဒီမှာတကယ်ရောက်နေတာကစစ်ကောင်စီရဲ့တရှိုးတွေတော့စစ်ကောင်စီရဲ့မိသားစုဝင်တွေတော့ပြီးတော့ဘာမှတော်လိုင်းကြီးမလှုပ်တဲ့သူတွေဟောငါးတုံညာငါးကြီးကိုပတ်စံပေးပြီးထုတ်ခိုင်းတယ်အဲတတိယနိုင်ငံရောက်ရင်ပြီးရောဆိုပြီးတော့တော်လိုင်းကြီးကိုခုလုံးလို့တယ်အမေရိကန်လည်းရောက်လည်းရောက်ရောပဝါကြီးကตายရပြီးတော့ဘာနိုင်ငံကြီးမှမလှုပ်တော့ဘာမှကိုစိတ်ဝင်စားတော့ အဲ့လိုလူတွေအများကြီးပဲဟောအမေရိကန်ကိုတွားဖို့စ조사တော့ကတော့နိုင်ငံရေးကိုဘန်းပြပြီးတွားဖို့စ조사တယ်နော်အမေရိကန်ကိုတကယ်လဲရောက်လဲရောက်သွားရောနိုင်ငံရေးကိုစိတ်ကိုမဝင်စားတော့နိုင်ငံရေးကိုလုံးဝကြောက်ခိုင်းသွားတယ်အဲ့တော့ဘဘလို့တကယ်ဒုက္ခတဲ့ဆစ်စစ်တွေကလည်းနစ်နာတယ်ပြီးတော့တော်လန်ရေးတမားတွေလည်းနစ်နာတယ်တကယ်ရောက်တဲ့တာကဘဘလို့လို့တော်လန်ရေးကိုအမှန်ကန်လုပ်တဲ့သူတွေရောက်တဲ့နယ်တကယ် လိုအပ်တဲ့ဒုက္ခတွေစစ်စစ်တွေရောက်တင်တယ်။ဒါပေမဲ့ဖဖို့ကတတိယနိုင်ငံကိုမသွားဘူးဆိုတာကပြောပြီးသွားပြီ။မလိုအပ်လို့ဖဖို့မသွားဘူး။ဖဖို့နဲ့ဆက်ဆက်တဲ့ဆွေမျိုးမိဘမိသားစုတယောက်မှဘယ်တတိယနိုင်ငံကိုမှမရောက်ဘူး။တကယ်တော်လိုင်းသမားအစ်စ်တကယ်ဒုက္ခတဲ့အစ်စ်တွေကအဲ့တတိယနိုင်ငံကိုမသွားရတော့နဲ့နာသွားတယ်။ဘာလို့အရေးအတွက်ပြည့်သွားပြီလေ။အရေးအတွက်ပြည့်သွားပြီ။အခုဒေါ်နယ်ဒရန့်ကမြန်မာပြည်ဟိုဝင်ခွင့်ပိတ်တယ်ဆိုတာကဟုတ်ပါရောက်နေတဲ့အရေးအတွက်ကနဲတာမှမဟုတ်တာပိတ်ပြီပေါ့။ ဒေါ်လာထက်ပိတ်တာအလကားပိတ်တာမဟုတ်ဘူးဟိုမှာအခုရောက်နေတဲ့အရေးအတွက်ကမနေဘူးမြန်မာပြည်တော်လှန်ရေးကိုခုတုံးလှုပ်ပြီးတော့နော်တကယ်တော်လှန်ရေးကိုလှုပ်တဲ့သူကနည်းနည်းရောက်သွားတာအခုအများကြီးပဲရောက်သွားတာတတိယနိုင်ငံအမေရိကန်အပါဝင်တတိယနိုင်ငံအများကြီးပဲဘာမှတော်လှန်ရေးမလုပ်တဲ့သူတွေအများကြီးရောက်သွားတာအဲ့တော့အမေရိကန်နိုင်ငံလည်းမနိုင်တော့ဘူးလေမနိုင်တော့ဘူးလေအဲ့လောက်အများကြီးမနိုင်တော့ဘူးအဲ့တော့ဒေါ်လာထက်ပိတ်ပြီပေါ့ဒါကြောင့်ဒေါ်လာထက်မှာအပြစ်မရှိဘူးအမေရိကန်ကဘောဘောလုံးနိုင်ငံကိုနော် ုက္ခတွေတွေအများကြီးထောက်ပံ့ခဲ့တယ်ဟောစကောလာရှစ်တွေအများကြီးပေးခဲ့တယ်ဟောဆေးဝါးတွေအများကြီးထောက်ပံ့ခဲ့တယ်သူတို့နှစ်ပေါင်းများစွာအများကြီးလုပ်ပေးခဲ့တယ်အခုလည်းပဲပိတ်တယ်ဆိုတာတခြားကြောင့်ပိတ်တာမဟုတ်အဲ့မှာအများကြီးရောက်နေပြီအဲ့ဒီအများကြီးတဲမှာမှတကယ်ဒုက္ခရောက်ပြီးတကယ်တော်လိုင်းကြီးလုပ်တဲ့သူကနန်းတယ်လေးပဲရောက်တာဘယ်တော့ကဖုန်းပြောသလိုတထောင်ဆိုရင်2000လောက်ပဲတော်လိုင်းကြီးလုတ်တဲ့သူပါတယ်2000လောက်ပဲတကယ်ဒုက္ခတဲ့ဆစ်ဆစ်ကျန်တဲ့8000လောက်ကအချောက်သမားတွေ ဘာဒေါ်လာရင်းမှမလုပ်တဲ့သူတွေငါးတုံညာငါးကိုဝယ်တဲ့သူတွေစဉ်းစားကြည့်နော်ဒါကြောင့်အခုအမေရိကန်ပါဝင်တတိယနိုင်ငံကိုရောက်နေတဲ့လူ၃မျိုးရှိတယ်နံပါတ်၁ကတကယ်ဒေါ်လာရင်းကိုအမှန်ကန်လုပ်တဲ့သူတကယ်ဒုက္ခသည်အဲ့ဒီသူတွေကယာကိုင်းနှုတ်ကတိယာကိုင်းနှုတ်ပဲရှိတယ်နော်ကျန်တဲ့၉၀၀ကိုင်းနှုတ်ကဘသူတွေလဲဆိုတော့အခုစစ်ကောင်စီရဲ့တရှိုးတွေနောက်စစ်တပ်မိသားစုဝင်တွေကြောင်းတက်ဖို့ဆိုပြီးတော့ကြောင်းသားဗီဇာတွေနဲ့တွားကြတယ် နောက်ဘာမှမလုပ်တဲ့သူတွေနော်တော်လည်းရေးကို9တုံညာ9ကိုပတ်ဆက်ပေးပြီးတော့ဝယ်တယ်ပြီးတော့အလဲအပတ်ဗီဇာနဲ့အမေရိကန်ကိုသွားတယ်ဟောចောင်းသားဗီဇာနဲ့သွားတယ်ပြီးလို့ချင်းဟိုမှာနိုင်ငံရေးကိုဘန်းပြပြီးနိုင်ငံရေးအကြောင်းပြပြီးတော့ဟိုဘက်မှာဒုက္ခတဲ့အဖြစ်ခံယူလိုက်တယ်ပြီးတော့ဗီဇာတက်တန်းတွေလွန်ပြီး over stay တွေဖြစ်နေတာအများကြီးပဲအာကျွန်တော်တို့ကနိုင်ငံရေးလောက်ထားလို့ပါဆိုပြီးတော့ဘယ်တော့မှမသိတဲ့လက်သုံးချောင်းထောင်ထားတဲ့ပုံလေးတွေပြပြီးတော့ ကျွန်တော်တို့ပြန်လို့မရဘူးပြန်ရင်စစ်တပ်ကဖမ်းပါဆိုပြီးတော့ overstay ဖြစ်နေတာဒီအများကြီးပဲအဲ့တော့ဒီ overstay ဖြစ်နေတဲ့အရေးအတွက်တည်းကများလုံးအကြည့်တော့အမေရိကန်လည်းကြောင်ပြောက်နေပြီလေဘာလို့လို့လုံးဝမသိဒါကြောင့်အမေရိကန်ရဲ့အပြစ်မဟုတ်ဘူးကိုယ်နိုင်ငံသားတွေကစီးမဲ့ကမ်းမဲ့တော်လှန်ရေးကိုခုတုံးလုပ်ပြီးတော့အဲ့တတိယနိုင်ငံမှာသွားပြီးပုံထက်နေတာနဲတာမဟုတ်နော်ဘာဒေါ်လာရေးမှမလုပ်ဘဲနဲ့အဲ့တတိယနိုင်ငံမှာတခါလေအလဲပတ်ဗီဇာနဲ့သွားပြီးတော့ပုံထက်ကြတယ် တချို့ကចောင်းသားဗီဇာနဲ့သွားတယ်ဘာចောင်းမှမတက်ဘူးဗီဇာရရင်ပြီးရောဆိုចောင်းသားဗီဇာနဲ့သွားတယ်ပြီးတော့ဘာចောင်းမှလည်းမတက်ဘူးပြီးတော့ဒုက္ခတဲ့အဖြစ်ခံယူလိုက်တယ်ပြီးတော့တော်လိုင်းလောက်တာကတက်ရောက်သေးဟောတဆွေလုံးတစ်မျိုးလုံးခေါ်သွားတာလဲနဲတာမဟုတ်ဆိုတော့တကယ်တော်လိုင်းလောက်တဲ့သူတွေတကယ်နိုင်ငံရေးသမားစစ်စစ်တွေတကယ်ဒုက္ခတဲ့စစ်စစ်တွေကမတွားရပဲနဲ့အကုန်လုံးလမ်းတွေပိတ်လို့တတိယနိုင်ငံကသတ်မှတ်ထားတာကအရေးအတွက်နဲ့သတ်မှတ်ထားတာလीအ ဟုတ်ဟုတ်ပြောနေတာနားလည်မယ်ထင်ပါတယ်နော်ဘယ်နိုင်ငံပဲဖြစ်ဖြစ်မြန်မာနိုင်ငံကတော်လှန်ရေးသမားတွေဒုက္ခသည်တွေကိုခေါ်ပဲဆိုရင်သူအရေးအတွက်နဲ့ခေါ်အရေးအတွက်သတ်မှတ်ထားတာ2000ဆို2000 1000ဆို1000အရေးအတွက်အဲ့ဒီအရေးအတွက်ပြည့်ရင်တို့ကစက်မခေါ်တော့အဲ့တော့အဲ့ဒီအရေးအတွက်ထဲမှာက36ခေါင်အပေါကောင်တွေကအများကြီးပဲဘာနိုင်ငံကြီးမှမလုပ်တဲ့သူတွေပဲဘာဒုက္ခသည်မှမဟုတ်တဲ့သူတွေကအများကြီးပဲအဲ့တော့တို့ကြောင့်တကယ်ဒုက္ခရောက်နေတဲ့သူတွေတို့ကြောင့်တကယ်တော်လှန်ရေးလုပ်နေတဲ့သူတွေကလမ်းတွေပိတ်သွားတယ်တွားလို့မရတော့ဘူးဘာဆိုတော့အရေးအတွက်ပြည့်သွားလို့ ဲ့တော့တော်လန်ကြီးကိုခုတုံးလှုပ်ပြီးလှုပ်စားတဲ့သူတွေအမြင်ဟာကြီးပဲတကယ်တော့ဖုံဖုံတို့ကိုခုတုံးလှုပ်ပြီးလှုပ်စားသွားတာတကယ်တော်လန်ကြီးတမဆစ်စစ်တွေကတတိယနိုင်ငံကိုမရောက်ဘူးတကယ်တော်လန်ကြီးတမဆစ်စစ်တွေရဲ့အန္တရာယ်ရှိတဲ့ဒုက္ခတွေတွေမိသားစုဝင်တွေကြတော့တတိယနိုင်ငံကိုမရောက်ဘာမှမလှုပ်တဲ့သူတွေကအချောင်သမားတွေကတတိယနိုင်ငံကိုရောက်သူတို့ကြောင့်အရေးအတွက်တွေပြည့်ပြီးတော့တကယ်ဒုက္ခရောက်တဲ့သူတွေတကယ်တော်လန်ကြီးလှုပ်တဲ့သူတွေကလမ်းပိတ်သွားတွားလို့မရတော့နော်ဆိုတာလေးကိုဖုံဖုံဒါခံစားရလို့ပြောပြတာပေါ့နော် ခံစားရလို့ဒေါ်နယ်ထရန့်မှန်တယ်ဘဘိုးဒီဒေါ်နယ်ထရန့်ကိုအားပေးခဲ့တယ်ထောက်ခံခဲ့တယ်တမရဖြစ်စေခြင်းခဲ့တယ်ဒေါ်နယ်ထရန့်ရွေးကောက်ပွဲအခုပြိုင်ပြီဆိုတဲ့ဟိုကဒေါ်နယ်ထရန့်တမရဖြစ်မယ်ဆိုပြီးဘဘိုးပြောခဲ့တာဘဘိုးရဲ့ပေ့ထဲမှာဝင်ရှာကြည့်လိုက်ဒေါ်နယ်ထရန့်ကျိန်းနေပေါ့တမရဖြစ်လိုက်မယ်ဆိုပြီးဘဘိုးပြောခဲ့တာဘဘိုးပြောခဲ့တဲ့အချိန်ဖြစ်တာပဲဘဘိုးဒေါ်နယ်ထရန့်ကိုကြိုက်တယ်ထောက်ခံတယ်အခုချိန်ထိလည်းကြိုက်နေတော့မယ်အခုချိန်ထိလည်းထောက်ခံနေတော့မယ်ဘာဖြစ်လို့ဒေါ်နယ်ထရန့်လောက်တာဒီဒါသူ့နိုင်ငံကိုသူကာကွယ်တာလေဘဘိုးတို့နိုင်ငံကိုပတ်စံနေအများကြီးထောက်ပံ့ခဲ့တယ်ဒုက္ခသည်တွေအများကြီးထောက်ပံ့ခဲ့တယ် စကောလာရှစ်တွေအများကြီးပေးခဲ့တယ်။သူ့ရဲ့အထောက်ပံ့တွေကြောင့်နော်နယ်စပ်မှာရှိတဲ့စိတ်ယုံစိတ်ကန်တွေအများကြီးလဲပတ်နိုင်ခဲ့တယ်။ပြီးတော့သူ့နိုင်ငံတွေကိုဒုက္ခသည်တွေအများကြီးခေါ်ပေးခဲ့တယ်။ဒီလောက်ထိလှုပ်ပေးခဲ့တယ်ပေါ့နော်။သွေးမတော်တာမဆက်သူတို့မှာတာဝန်မရှိဘဲနဲ့ဒီလောက်ထိအများကြီးလှုပ်ပေးခဲ့တယ်။တာဝန်ကြီးပါတယ်။ဘဘတို့ကဆယ်ကာကူညီတာကိုမကြည့်ဘဲနဲ့နော်အေးမကူညီတော့တာကိုအကျင့်ပါသွားတတ်တယ်။နော်။ကူညီတာက ကြာလာတဲ့အခါမှာလောက်ကိုလုံးပေးရမယ်ဆိုတဲ့တာဝန်ဝတရားကြီးဖြစ်သွားတဲ့အစ်စ်ပါသွားတတ်တယ်ပေါ့နော်။ဒါကြောင့်ပုံပုံတို့လူမျိုးကဟိုအချောင်းနေအချောင်းစားအစ်စ်ပါတဲ့လူမျိုးလို့ဖြစ်အချောင်းနေအချောင်းစားအစ်စ်ပါတဲ့လူမျိုးလို့ဖြစ်တဆက်ကြီးအမေရိကန်ကငါတို့ကိုလောက်ကိုလုံးပေးရမယ်။တဆက်ကြီးအမေရိကန်ကငါတို့ကိုလောက်ကိုလုံးပေးရမယ်။လောက်ကိုလုံးပေးရမယ်ဆိုတဲ့ကိုရီးယားတကယ်တမ်းကျတော့မလုံးပေးလဲဘာမှမဆိုင်ဘူးလေမလုံးပေးလဲဘာမှမဆိုင်ဘူး။ ကူညီပေးရမယ်လို့တော့အဲ့လိုစိတ်ထဲမှာမထားတော့ဘူးလက်ကိုလုပ်ပေးရမယ်ဖြစ်သွားတယ်နော်ဟောကူညီတာကြာလာတဲ့အခါမှာကျေးဇူးဆိုတာကိုမေ့ပြီးတော့တာဝန်နဲ့ဝတ်တရားကြီးဖြစ်သွားတယ်ပေါ့လက်ကိုလုပ်ပေးရမယ်ဖြစ်သွားတယ်ဒါကြောင့်အခုချိန်ဒီဘဖုံးသည်အမေရိကန်ကိုထောက်ခံတယ်ဒေါ်နယ်ထရပ်ကိုထောက်ခံတယ်ဒါသူ့နိုင်ငံကိုသူကာကွယ်ရမယ်ဖုံးဖုံးတို့လူမျိုးတွေဟာအင်မတန်မှစိတ်ထားညံ့တယ်ပေါ့နော်ဟုတ်အမေရိကန်အခွင့်အရေးသမားတွေကချောင်းနေတာ 阿边呢可以做乜嘢噶？巧妙你啦，对啦。阿我呢啲呢难挨一批的，难挨一批。第二个都开得嚟，第二个多嚟一啲乜嘢噶？这里阿难嘅我冇业务，阿你巧妙你哋可以做乜嘢有得啦？你啦冇业务，没有人嚟接。第二个都开有，第二个多嚟一啲乜嘢？试试你噶冇业务，这里阿难嘅我巧妙你哋，第二个巧做乜嘢？可以可以做乜嘢噶？这里阿难嘅我有得啦，你啦冇。哎，我话卑微不好，喏，表现人家边系咪老搭档？而家真系讲讲阿边路表路嘢嚟。 တကယ်နိုင်ငံရေးလုပ်ပြီးတကယ်ရောက်သွားတဲ့နိုင်ငံရေးသမားစစ်စစ်တွေကိုတော့ဒါဖို့ဖို့တို့ကမနာလိုစရာမရှိပါဘူးเนาะတကယ်နိုင်ငံရေးလုပ်ပြီးတကယ်တတိယနိုင်ငံကိုရောက်သွားတဲ့နိုင်ငံရေးသမားစစ်စစ်တွေကတော့ဒါဖို့ဖို့တို့မနာလိုစရာမရှိဘူးတတိယနိုင်ငံမှာတော်လှန်ရေးကိုတကယ်အကျိုးပြုနေတဲ့တော်လှန်ရေးသမားနိုင်ငံရေးသမားတွေအများကြီးပဲဒါသူတို့ဆိုရင်ဒါတာဝန်ကြီးတယ်တကယ်နိုင်ငံရေးလုပ်လို့တကယ်လိုအပ်လို့တတိယနိုင်ငံကိုရောက်သွားတယ်တတိယနိုင်ငံရောက်ပြန်တော့လေတော်လှန်ရေးကိုအခုချိန်ထိကိုစောက်ချပြီးလောက်ကြတယ် သူတို့အတွက်ကတာဝန်ကြီးတယ်သူတို့ကိုရည်စူးပြီးပြောတာမဟုတ်ဒီနိုင်ငံရေးကိုအကြောင်းပြပြီးတော့စစ်ကောင်စီရဲ့တရှိုတွေအများကြီးရောက်သွားတယ်နောက်စစ်တပ်မိသားစုဝင်တွေနော်ကြောင်းသားဗီဇာတွေနဲ့ဒုက္ခသည်ဗီဇာတွေနဲ့ရောက်သွားတာဒီအများကြီးရှိတယ်ပြီးတော့အချောင်သမားတွေနော်ငါးတုံညာငါးတွေကိုဝယ်တယ်နော်ဘာဒုက္ခမှမရောက်ဖဲနဲ့ဘာတော်လန်ရေးကိုမှပြင်းပြင်းထန်ထန်မလုပ်ဖဲနဲ့ဒီဒုက္ခသည်ကိုဘန်းပြပြီးတော့နော်ဤပေါင်းစုံကိုအတုံးပြုတ်ပြီးတော့အချိုးအချောင်နဲ့ရောက်သွားတဲ့လူတွေအများကြီးရှိတယ် အဲ့ဒီလူတွေကြောင့်ဖဖို့တော်လန်ကြီးပြက်စီတယ်တကယ်တော်လန်ကြီးသမားတွေနစ်နာတယ်တကယ်နိုင်ငံကြီးတော်လန်ကြီးကြောင့်ဒုက္ခရောက်တဲ့ဒုက္ခတဲ့ဆစ်စစ်တွေအများကြီးနစ်နာတယ်ပေါ့ဗျာအနစ်နာတယ်ပေါ့နော်ဆိုတော့ဒီကနေ့ကမ္ဘာမှာမြန်မာနိုင်ငံကိုပြည်ဝင်ခွင့်ပိတ်တယ်ပထမဆုံးနိုင်ငံအမေရိကန်ဖြစ်လာခဲ့တယ်မြန်မာနိုင်ငံမှာကမ္ဘာမှာမြန်မာနိုင်ငံကိုပြည်ဝင်ခွင့်ပိတ်တဲ့နိုင်ငံမရှိသေးဘူးအမေရိကန်ကအခုဒါပထမဆုံးပြစ်သွားတယ်ပေါ့နော်ဂင်းနဲ့စံချိန်တင်သွားတယ်ပေါ့အဲ့တော့ ဘာလို့ပိတ်အောင်လုပ်တာလဲဆိုအဲ့အချောင်သမားတွေကြောင့်ပိတ်ခံရရတာပဲဟုတ်ဘာလို့ပိတ်ခံရလဲဆိုလဲဆိုအဲ့အချောင်သမားတွေကြောင့်ပိတ်ခံရတာဟုတ်ဆိုတော့ပြောပြရင်းနေမယ်ပပွဲလိုက်ကိုဒီမှာနေပဲအဆုတ်တက်လိုက်ပါတယ်အားလုံးပြည်သူပြည်သားအပေါင်းတို့ကျမ်းမာချက်